စမ်းမယ်နော်ကျွန်တော်တို့ကျွန်တော်တို့ဆိုတော့ကျွန်တော်မိတ်ဆွေတွေညကမန်းနေကြတယ်ပြန်ကြနော်အဲ့ဒါက9နှစ်ခြားစီကျွန်တော်ဂျားထဲမှာ2 4 6 9နှစ်ခြားနော်2 4 6 9နှစ်ခြားထားတယ်အဲ့ဒီမှာကိုခါတပင်ကျော်ကိုခါနော်ရှစ်ခါတပင်ကျော်ရှစ်ခါခွန်ခါတပင်ကျော်ရှစ်ခွန်ခါနော်ခွန်ရှစ်ကို သူ့ရဲ့အောက်မှာထိတ်၃လုံး6เนาะထိတ်စီး၃လုံး6လို့သူရိုက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍเนาะပြန်ကြကဏ္ဍဒီကဏ္ဍသည်တနှစ်ကျော်လာတဲ့ကဏ္ဍเนาะနောက်တစ်ခါရှစ်ချစ်လို့ရိုက်တယ်သူ့ရဲ့အောက်ဆောင်မှာเนาะချစ်ရတိုင်းပဲထိတ်စီး၃လုံးက6လို့ပဲရိုက်တယ်ထိတ်စီး၃လုံး6လို့ရိုက်ပြီးတော့ ਨੇ သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍဒီကဏ္ဍတနှစ်ကျော်ကဏ္ဍเนาะ အဲ့ဒီမှာခွန်ခွန်လို့ရိုက်ပြီးသူ့ရဲ့အောက်မှာထည်စီ၃လုံးပြီးခဲ့တဲ့ပွဲက6လို့သူရိုက်သွားပြီနော်အဲ့ဒီထည်စီ၃လုံး6လို့ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းဒီတနစ်ကျော်ခဏန်းပြန်ရာခဏန်းနှစ်ကွက်သေးရှိတယ်နော်ကို30နဲ့နိနိခွန်နိနိခွန်နော်တနစ်ကျော်ကလာပေါက်ထားတာနှစ်ကွက်ရှိတယ်အဲ့တော့ဒီမှာနှစ်ကွက်လုံးကျွန်တော်ထည့်ပေးလိုက်မယ်နော်အာဒါပြန်ကြလွယ်လွယ်ပဲ အဲ့တော့နောက်တစ်ခုအဲ့ဒီ9နှစ်ချားစီးတဲမှာ ကျွန်တော်တို့960အဲ9391ပြန်ချကြတယ်ကြပိတာနဲ့သူ့ရဲ့အောက်မြင်းကုံ၃နောက်ပိတ်ပြီး၃ခါလို့ထည့်သူ့ဇောင်းမှာထွက်တဲ့ခဏန်းနော်တနစ်ကျော်ကခဏန်းတိမ်မှာ940ပြန်ချကြတယ်ကြပိတာနဲ့သူ့ရဲ့ဒီအောက်ဇောင်း၃နောက်ပိတ်၃ခါလို့ရိုက်တယ်ဒီဇောင်းမှာထွက်တဲ့ခဏန်းနော်ချစ် တနှစ်ကြော်ကခဏဘယောက်သွားတော့ဘုံခုနှစ်တနှစ်ကြော်ကခဏဟောဒီမှာเนาะအဲ့ဒီငါးလေးနှစ်ကတနှစ်ကြော်သုံးကပေါက်တဲ့ကောင်เนาะဒါဆိုရင်ဒီနေရာမှာထွက်မဲ့ခဏသည်တနှစ်ကြော်တနှစ်ကြော်သုံးကပေါက်တဲ့ခဏဒါဆိုရင်အခု6ခုနှစ်ပြန်ရကြပြီသူ့ဆောင်မှာ3နောက်ပိတ်3ခါလောက်ရိုက်တယ်ဒီနေရာထွက်မဲ့ခဏသည်ရှေ့တနှစ်ကြော်ခဏเนาะ ူ့ရဲ့အရှိတနစ်ကျော်ဝကဏ္ဍဆိုဒီကောင်ပဲရှိတယ်အဲ့တော့ခုနကတနစ်ကျော်ကဏ္ဍပြန်ကြတဲ့ဒီနေရာမှာထည့်ထိုးသင့်တယ်နှစ်ခုနှစ်အဲ့လိုမှမဟုတ်ဘူးတစ်ဆင့်နဲ့ရိုက်မယ်တနစ်ကျော်ကဏ္ဍဆို930ကျွန်တော်ဘာလို့930ထည့်ထားတော့ဆိုတော့ဒီပြန်ကြကဏ္ဍရဲ့အပေါ်နှစ်ပွဲကျော်ဝကဏ္ဍကိုလာပေါက်သလားဒီမှာလေဒီ940ပြန်ရတယ်သူအောက်ဆောင်ထွက်တဲ့ကောင်ပြန်ချကနိုင်ရဲ့အပေါ်နှစ်ပင်းကျော်အော်ဒီကောင်မဟုတ်ဘူးကျွန်တော်မားနေယူတာနော်ကျွန်တော်ဒီကောင်ယူတာဒီကောင်ယူတာနော်အဲ့ဒီနေရာမှာ ျွန်တော်တို့ဒီကောင်မဲ့ထဲလိုက်เนาะ3ည3 9ပဲထဲလိုက်เนาะ2 2 9နှစ်ကွက်တနစ်ကြော်ကန်းန်းကို3ကပေါင်းနေဆိုရင်เนาะ2 2 9တဝက်တည်းရှိတာเนาะခွန်ထိတ်စည်းလဲဒီဝက်မှာတော်တော်ကောင်းကောင်းရှိတယ်ဒီကောင်နဲ့လဲထဲနှစ်ထိတ်နဲ့လဲထဲဘောနော်ကြိုက်တယ်လို့ထဲကျွန်တော်ကတော့ခွန်ထိတ်နဲ့ပဲကြိုက်တယ်เนาะဟုတ်ပြီအဲ့ဒါလဲပြန်ကြာတော့သူကပြန်ကြာတော့မဟုတ်ဘူးဒါပေမဲ့သူကတနစ်ကြော်ကန်းန်း3ခါပေါက်ကိုဒီမှာပေါက်လို့ရတယ်ဒါပေမဲ့ဒီ site မှာကအပေါ်မှာတစ်ခါဖြစ်သွားတယ်เนาะ တုံညကိုခွန်ပြန်ကြကြတယ်သူရဲ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍကတနှစ်ကျော်၃ကပေါ့ဆိုရင်နှစ်ခုနှစ်ကဒါပြီးသွားပြီလို့လည်းယူလို့ရတယ်နော်အဲ့တော့ဒီကောင်ပြီးသွားပြီလို့ယူလို့ရှင်ကျွန်တော်တို့ကဒီနေရာမှာထည့်မဲ့ကဏ္ဍဒီတနှစ်ကျော်ကဏ္ဍကိုပဲရိုးရိုးထည့်မယ်ဆိုရင်ဒီ630ကိုပဲယူလို့ကျွန်တော်ကတော့သဘောကျတယ်ပေါ့ဗျာနော်ဒါကျွန်တော်မှတုံညထိတ်ကလေးလည်းရှိတယ်ဆိုပြီးတော့ဒီလိုမျိုးမှန်းထားတယ်နော်အဲ့တော့နောက်တစ်ချက်ပြန်ကြက ပြန်ကြတာကျွန်တော်တို့ဒီနေရာမှာ9 8 9เนาะအဲ့သူဘေးကနေရေ1 2 3 4 5 6ချိန်မှာ8ထိပ်သူဘေးကနေရေ1 2 3 4 5 6ချိန်မှာ9ထိပ်9 8ခွန်လို့ရိုက်တယ်နောက်နှလုံးခွန်1 6တယ်နောက်နှလုံး6ကို1 5တယ်နောက်နှလုံး5ကို1 4เนาะ1 4 1 5 1 6လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူရဲ့တစ်နှစ်ကျော်ဇောင်းမှာ တဲ့ဒီတော်သုံးလုံးကိုလေးလို့ရိုက်တယ်သူ့အပေါ်မှာထွက်တဲ့ခဏကခွန်ပရိကဏန်းပြန်ကြကြတယ်အဲ့ဒီပြန်ကြခဏန်းရဲ့ဘေးတစ်ချိန်နှစ်ချိန်သုံးချိန်ဆင်းရင်အဲ့ဒီမှာထွက်တဲ့၃ညာ၉ခွန်ဆိုတဲ့ခဏန်းဒီအပေါ်ကပြန်ကြခဏန်းကြခဲ့တယ်နော်ဒါဆိုရင်ဒုတိယကတ်ကိုထိတ်41 8ထိတ်51လို့ရိုက်ပြီသူ့ရဲ့ဆောင်တစ်နှစ်ကျော်မှာထသီးတောင်သုံးလုံးကိုဒီမှာကျွန်တော်တို့၅လို့ရိုက်လို့ဒီမှာထသီးတောင်သုံးလုံးကိုသူက၄လို့ရိုက်တယ် အဲ့ဒီလေးလို့ရပြီးတာနဲ့သူ့ရဲ့အပေါ်မှာထွက်ထားတဲ့ကဏ္ဍ၈ခွန်နဲ့ဗရိတ်ခွန်ကဏ္ဍကြီးပြန်ကြကဏ္ဍဖြစ်ကမယ်နော်ဒီမှာလဲဗရိတ်ခွန်ကဏ္ဍပြန်ကြကဏ္ဍသူ့အောက်ဆောင်မှာပြန်ကြတယ်ဒီမှာလဲဗရိတ်ခွန်ကဏ္ဍကပြန်ကြကြတယ်သူ့ရဲ့အောက်ဆောင်မှာပြန်ကြကဏ္ဍ၆၆၂ကြတယ်နော်၆၆နှစ်ဒီပြန်ကြကြတယ်နင်နောက်နည်းနည်းဆွဲမယ်မိအောင်အကွယ်နော်ဟုတ်ပြီအဲ့တော့နှက်ကပ်ပြီးပြီကျွန်တော်တို့ကလည်း ခွန်ထိတ်လဲထည့်ပြီးတစ်ချောင်းနောက်တွဲလဲတွဲပြီးသူ့ရဲ့မြင်းကုံမှာထဲစီတောင်သုံးလုံးကိုသုံးလို့လဲရိုက်ပြီးနော်သုံးလို့ရိုက်ပြီးတဲ့နဲ့ထဲစီတောင်သုံးလုံးသုံးရဲ့အပေါ်မှာထွက်တဲ့ဗရိတ်ဆက်ခွန်ကဏ္ဍဒီအပေါ်ကပြန်ကြာကဏ္ဍဗရိတ်ခွန်အဲ့ဒီဗရိတ်ခွန်ရဲ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍဒီအပေါ်ကပြန်ကြာကဏ္ဍဖြစ်ကြတယ်နော်အဲ့တော့ကျွန်တော်တို့ထဲစီတောင်သုံးလုံးငားလို့ရိုက်တယ်သူ့ပေါ်မှာဗရိတ်ခွန်လို့တည်တယ်တည်တဲ့ခွန်ဗရိတ်ဒီပြန်ကြာကဏ္ဍဖြစ်ကြတယ်အဲ့ဒီခွန်ဗရိတ်ရဲ့အောက်ဆောင်မှာထွက်တဲ့ကောင်ဒီပြန်ကြာ တခါထဲသေးတောင်သုံးလုံးဒီမှာလေးလို့ရိုက်တယ်သူ့အပေါ်မှာဗရိတ်ခွန်လို့တဲတယ်တဲတဲ့ခွန်ဗရိတ်ဒီဘွားပြန်ကြသူ့ရဲ့အောက်ဆောင်မှာထွက်တဲ့ကနန်းဒီလည်းပြန်ကြနော်အဲ့တခါဒီမှာထဲသေးတောင်သုံးလုံးသုံးလို့ရိုက်ပြီသူ့အပေါ်မှာဗရိတ်ခွန်လို့တဲပြီတဲတဲ့ဗရိတ်ခွန်ဒီပြန်ကြကနန်းဖြစ်ကမယ်ဒီပြန်ကြကနန်းရဲ့အောက်ဆောင်မှာထွက်တဲ့ကနန်းဒီလည်းပြန်ကြပဲဖြစ်ကမယ်ဟုတ်ပြီလားအဲ့ဘာလို့ဘာလို့လေးကိုရှိကိုမင်းယူထဲတုံးဆိုတော့ကျွန်တော်အလွယ်ကောက်ထဲတာเนาะကြိုက်တဲ့ကန်တန်းကြားလို့ရတယ် ကိုယ်တော်ညခွန်ပြန်ညကြတယ်662ပြန်ညကြတယ်694ကြာအောင်မလားဗောလေကျွန်တော်ဒီလိုတွေးကြည့်လိုက်တာဘာလို့လုံးဒီမှာလေနော်ကိုယ်တော်ညခွန်662 694ဒီလိုမျိုးကြီးသူကဖြစ်နေတာကိုနော်အဲ့တော့ဖြစ်နေတော့ဖြစ်နေတဲ့အတိုင်းကဏ္ဍကောက်ထဲရှာရတယ်ပြီးတော့ထွက်မထွက်ကျွန်တော်မသိဘူးပြန်ကြတဲ့ကကျွန်တော်အောတကဏ္ဍတကွက်ထုတ်မယ်နော်ဘယ်ကဏ္ဍလဲမမေးနဲ့သိရင်ဝယ်ဖတ်ဒါပဲအဲ့တော့အဲ့ဒီမှာကျွန်တော်မိတ်ဆွေတွေကိုနည်းနည်းအကွက် ကျင်းတတ်အောင်ပေါ့ဗျာเนาะကျွန်တော်အခုကျင်းတတ်အောင်ကျွန်တော်မနစ်ကတုန်းကပြခဲ့ပြီးတယ်ကျွန်တော်မိတ်ဆွေတချို့ပေါက်ကြတယ်เนาะကျွန်တော်တို့နှစ်ဦးကိုနောက်ပိတ်တဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်เนาะနှစ်ဦးကိုနောက်ပိတ်တဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်တခါနှစ်ဦးကိုမှကိုးနောက်ပိတ်ပြီးတော့အဲ့နှစ်ထဲမှာကိုးခါနှလုံးထောင်ပြီးပြန်ရကြတယ်เนาะအခုကျွန်တော်တို့နှစ်ဦးမှကိုးနောက်ပိတ်ဒီမှာပြီးခဲ့တဲ့ဘွယ်ကိုးခါထဲလို့ဒီမှာကိုးခါနှလုံးထောင်ပြီးတော့များပြန်ကြကြမှာလား ဒါဆိုကိုးခါနဲ့ကဏ္ဍနေထဲ့လိုက်လေကျွန်တော်တို့ခွန်ကိုးခွန်ရှစ်ကိုးလေးနော်တုံညာကိုးသုံးနော်သုံးကိုးတုံညာနော်ဒါပဲရှိတာအဲ့ဒါကိုးပါတယ်ကဏ္ဍဟုတ်ပြီလားနော်အဲ့တော့ကျွန်တော်တို့ဒါကဟုတ်ရှင်မှလည်းဟုတ်မယ်နော်ဟုတ်ရှင်မှလည်းဟုတ်မယ်ဒီကိုးဖြစ်ရှင်မှလည်းဖြစ်မယ်နော်ဒါသဘောပြောပြတာ တကယ်လို့ကိုးခါအောက်မှာတခါတည်းဟုတ်တယ်ကွာဆိုပြီးတန်းကြသွားရင်ကျွန်တော်တို့အကွက်လည်းနည်းနည်းနဲသွားအောင်လို့နော်အဲ့တော့အခုကျွန်တော်ပြောသလိုပေါ့ဒီကနန်း၃ကွက်နော်ပြင်ရကြတယ်ပြင်ရကနန်းဗရိတ်ခွန်ရဲ့ဆောင်းမှာကြတယ်ပြင်ရကနန်းဗရိတ်ခွန်ရဲ့ဆောင်းမှာကြတယ်ပြင်ရကနန်းဗရိတ်ခွန်ရဲ့ဆောင်းမှာကိုးခါနှလုံးထောင်ပြီးကြပါမယ်ဆိုရင်ဒီကနန်းမရဘူးလားရတာပေါ့နော်ဟုတ်တယ်နော်အဲ့တော့ရခြင်းလည်းရမှာပေါ့မရခြင်းလည်းမရဘူးပေါ့ ဲ့တော့ဒီ site နဲ့ကကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီကောင်ဒီတစ်နှစ်ကျော်ခန်းပြန်ကြဖြစ်ကမယ်။သုံးကပေါက်တဲ့ကောင်ဖြစ်ကမယ်။ပြောသွား။ပြောသွားတော့ခွက်က။ဟောဒီမှာ။နော်။ဒီကနန်းဒီတစ်နှစ်ကျော်ကနန်း ဒီကနန်းဒီတနစ်ကျော်ပောက်တယ်နောက်တစ်ခါတနစ်ကျော်ပောက်တယ်ပောက်ပြီးတော့ပြန်ကြကြတယ်ထဲစီ၃လုံးက၆လို့ပုံစံရိုက်တယ်သူ့အောက်မှာကြတယ်ဟုတ်ဒါဆိုရင်ကျွန်တော်တို့၃ဟော၃တုံညာ၆ကကြတော့ဒီကောင်တဆင့်နဲ့ရိုက်တာနော်ဒီကောင်ကြတော့တဆင့်နဲ့သူ့ချိတနစ်ကျော်ကကနန်းတဆင့်နဲ့လာရိုက်ပြီးကြတယ်နော်အဲ့ဒီမှာကျွန်တော်တို့ရှေ့ပေါင်း၉ရှေ့ပေါင်း၉နော်ဒီမှာရှေ့ပေါင်း၉နဲ့ကြမလား ရှေ့ပေါင်း6နဲ့ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားနိုင်တယ်နော်ဒါရှေ့ပေါင်း6နဲ့အဲကိုခါလဲနှလုံးထောင်ပါနဲ့ရှေ့ပေါင်း6နဲ့ဆိုဒီကောင်ကွက်တိကြသွားမလဲနော်တခါနောက်ပေါင်း6နောက်ပေါင်း6နောက်ပေါင်း6တင်နေကြမလားနောက်ပေါင်း6နဲ့ကြမယ်ဆိုနောက်ပေါင်း6နဲ့ကဘာခဏန်းရှိတော့ဦးဆရာဒီကောင်မဲရှိတယ်နော်အဲ့တော့နောက်ပေါင်း6နဲ့ဆိုကျွန်တော်တို့ကခွန်6ခွန်နော်ဒါမျိုးလေးပေါ့ဟုတ်လား ပြန်ကြကြိုက်တာကိုယ့်အကူရွေးထိုးကျွန်တော်အဲ့ထက်က organic တစ်ဝက်ထုတ်မယ်ဒါပေမဲ့လောလောဆယ်မထုတ်ရသေးဘူးเนาะကျွန်တော်ထုတ်မယ်ထုတ်ပြီးရင်တော့ကျွန်တော်ရှိအဲဝယ်ထားတဲ့လူတွေကိုပဲကျွန်တော်ပေးမယ်ပေါ့ဗျာเนาะကျွန်တော်ဘာလို့ပြန်ကြ organic ထုတ်မလဲလို့ဆိုရင်ဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်10နှစ်မြောက်ကဏ္ဍခေါ်ကစားတဲ့ရည်ရွယ်ချက်ဒီဒီကောင်းနေရောက်လဲပါတယ်เนาะเนาะ ဘာလို့ပြီးခဲ့တဲ့ပွဲကကျွန်တော်ကဒီ၄၃ချစ်၁၀နှစ်မြောက်ကကဏ္ဍကိုကျွန်တော်ခေါ်ရိုက်တုံးဆိုတော့၄၃ချစ်ထွက်ပြီးတာနဲ့သူအောက်ကျွန်တော်ပြန်ကြခစားခြင်းတာနော်ဒါပေမဲ့အခုထွက်သွားတဲ့ကောင်က၁၀နှစ်မြောက်က၃၉နှစ်ထွက်သွားတယ်ဆိုတော့လေသူကဒါကျွန်တော်တို့အမြင်တော့ဖြစ်နိုင်သေးတယ်နော်ဒါကြောင့်မလို့ဒီပွဲကိုကျွန်တော်ပြန်ကြခဏပြန်ထုတ်မယ်ဒီ line ကကျွန်တော်တို့ဒီ၅ဇွန်၅ကို6နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့၁၇ 71ကို6နဲ့ပေါင်းလိုက်ရင်71ကို6နဲ့ပေါင်းလိုက်ရင်ခွန်เนาะအဲ့နှစ်ရေရေမပြတော့ဘူးရေပြကြာလို့เนาะအဲ့အဲ့ဒီထဲမှာကျွန်တော်တို့ဒီ၄ပရိရဲ့ဇောင်းမှာထွက်ထားတဲ့ခဏပရိ9ရဲ့အောက်မှာထွက်ထားတဲ့ခဏเนาะ၄ပရိ9ပရိလို့သူဖြစ်တယ်ဒီခဏန်းဒီเนาะဒီခဏန်းဒီသူကနေ7နှစ်2 4 6 ရှိ10နှစ်မြောက်ကိုသူသွားပေါက်တယ်။သူသွားပေါက်ပြီးတော့နဲ့သူ့ရဲ့အောက်သူသွားပေါက်တော့သူကဒီဗရိတ်10ရဲ့ဇောင်းမှာသူပေါက်တာ။နော်။ဒီဗရိတ်9ရဲ့အောက်ကခဏန်းဒီ10ဗရိတ်ရဲ့ဇောင်းမှာ10နှစ်မြောက်ကိုလမ်းပေါက်ပြီးတာနဲ့သူ့အပေါ်ကခဏန်းပြန်ရကြတယ်။နော်။တခါနောက်တစ်ခုကျွန်တော်ဒီမှာ၄ဗရိတ်ရှိတယ်။နော်။၄ဗရိတ်ကတော့ပုံတည်ထောက်တာ။ဒီမှာလည်း၄ဗရိတ်ပုံတည်ထောက် အဲ့ဒီ၅ဗရိတ်အောက်ကကဏ္ဍပြီးတော့ကျွန်တော်တို့ဒီမှာ၆ဗရိတ်ရဲ့အောက်ကကဏ္ဍ၄၀နှစ်မြောက်သွားပြေးပေါက်တယ်။နှစ်၄၆၈၀နှစ်မြောက်ကိုသွားပေါက်တယ်။ခုနကတဆယ်ဗရိတ်ဆောင်ပေါက်ပြီးအခု၉ဗရိတ်ဆောင်မှသူပေါက်တယ်။ပေါက်ပြီးသွားတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍဖြစ်ကမှာ။နော်။အဲ့အခုကျွန်တော်တို့၄၅ပြီးပြီး၆ပြီးပြီးဒီမှာကျွန်တော်တို့ခွန်ဗရိတ်လို့သူရိုက်တာ လေးပရရဲ့ဇောင်းမှာထွက်ထားတယ်ဒီကဏ္ဍအဲ့တော့ဒီခွန်ပရရဲ့အောက်ကကဏ္ဍဒီ၁၀နှစ်မြောက်ကိုသူ ပြေးပေါက်တော့ရှစ်ပရိဇောင်းမှာသူပေါက်တယ်သူပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီပြန်ကြာကဏ္ဍဖြစ်ကမယ်နော်အဲ့တော့ပြန်ကြာကဏ္ဍဖြစ်ကမယ်ဒီနေရာမှာဘာလို့ရှောင်းကားသုံးယူတော့ဆိုတော့ကျွန်တော်နေရောနော်အဲ့ဒီနေရာမှာကျွန်တော်တခုပြောမယ်နော်အဲ့ဒီနေရာမှာ ဒီကောင်3ခွန်အတွဲလိုက်လားဒီကောင်3ခွန်ကိုအတွဲလိုက်နေပြုတ်တာလားဒါ3ခွန်ကိုအတွဲလိုက်ပြုတ်မယ်ဆိုရင်ဒီကနန်းတကွက်တည်းရှိတာเนาะဒါလည်းရှိသေးတယ်တကယ်လို့အဲ့ဒီလိုမယူဘူးကွာအဲ့ဒီလိုမယူဘူးနောက်တစ်မျိုးကျွန်တော်တို့อืมဘယ်လိုပြောလိုက်ရမှာလဲနေပါသေးတော့เนาะကျွန်တော်အဲ့ဒီကောင်ကကနန်းက653တော့ရေးတော့ရေးထားတယ်เนาะဒါပေမဲ့ပြန်ကြရလို့သဘောထားလိုက်เนาะ ပြန်ကြလို့တဲ့သဘောထားလိုက်အဲ့အဲ့ဒီနေရာမှာဒါသူကပြန်ကြကြမှာပဲเนาะကျွန်တော်ပြန်ပြောပြမယ်เนาะငါပရိအောက်ကခဏ10နှစ်မြောက်သွားပေါက်တယ်ပြန်ကြကြမယ်ဗရိတ်30ပြီเนาะအဲဒီ6ပရိအောက်ကခဏ10နှစ်မြောက်သွားပေါက်တယ်သူအောက်မှာပြန်ကြကြမယ်5ပရိရဲ့ပြီเนาะအဲ့တော့ဒီ10နှစ်မြောက်ခွန်ပရိအောက်ကခဏ10နှစ်မြောက်သွားပေါက်တယ်8ပရိရဲ့ဆောင်းမှာเนาะ8ပရိရဲ့ဘေးမှာသူကဒါပြန်ကြကြခိုင်းတာเนาะ ဲ့တော့ပြန်냐ကြခိုင်းနေဆိုတော့ကြလိုက်ပေါ့ဗျာနော်ဟုတ်လားဘာကြကြကြထင်ရကြအဲနောက်တစ်ခုဒါက line ပေါ်မှာကျွန်တော်တို့နာမည်ကြီးနေတဲ့ line နော်2 4 6နော်6နဲ့တစ်ချိန်သူတို့ကပြန်냐ဒီလိုမျိုးအပေါ်၄ဘွဲခန်းပြန်ကြခိုင်းတာဟုတ်နော် ဒီကနန်းပြန်ကြတော့တခါဒီကနန်းပြန်ကြတော့တခါဒီကနန်းပြန်ကြတော့ပြီးခဲ့တဲ့ဘွဲကသူများတွေစွဲတင်နေတာဒီကနန်းပြန်ကြဆိုပြီးဒီနေရာမှာနော်6ရှစ်ခွန်ပြန်ကြဆိုပြီးသူများစွဲတင်နေတဲ့ line အဲ့ဒီ line ထဲမှာပြီးခဲ့တဲ့ဘွဲကကြမယ်ဆိုရင်လည်းကြလို့တော့ရပါတယ်ဒါပေမဲ့သူ့နဲ့အထောက်ကဒီဘွဲမှာနည်းနည်းပူလှတယ်ဘလို့ပူလှတော့ဆိုတော့ကျွန်တော်ကအစောတည်းကဒီဘွဲကိုစောင့်နေတာအဲ့ line ကညောဒီမှာ3ထိပ်7ထိပ်နော် အဲ့ဒီ3တိထိုက်ဇောင်းမှာကျွန်တော်တို့ပြန်ရခဏကစားတာဟုတ်နော်3တိပြီးတော့တခါတဝင့်တီတိုးသွားလိုက်4နှစ်နော်သူ့ဇောင်းမှာဒါပြန်ရ4နှစ်ကိုတဝင့်တိုးတော့93နော်ဒါသူ့ဇောင်းမှာကျွန်တော်တို့ပြန်ရကစားမှာအဲ့ဒီပြန်ရမှကြခင်သူ့ရဲ့အပေါ်မှာနှစ်နောက်ပိတ်နဲ့ပြိဿတ်ရှေးလို့သူအရင်တဲ့နော်နှစ်နောက်ပိတ်နှစ်နောက်ပိတ်ပြိဿတ်ရှေး သူပြန်မကြခင်နှစ်နောက်ပိတ်ဗရိတ်ကိုလို့သူတဲ့နော်နှစ်နောက်ပိတ်ဗရိတ်ကိုလို့တဲ့သူအောက်မှာပြင်ရကြအဲဒီမှာနှစ်နောက်ပိတ်ဗရိတ်30လို့သူတဲ့သွားလို့သူအောက်မှာဒါကျွန်တော်တို့ကပြန်ကြကြမယ်နော်အဲတော့30ဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြဘိုးဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြရှစ်ဗရိတ်နှစ်နောက်ပိတ်အောက်မှာပြန်ကြမကြခင်သူအပေါ်မှာဒီဗရိတ်9နဲ့3ဗိတ်နဲ့က10လို့ဖြစ်တယ် ဒီဗရိတ်9နဲ့3ဘိတ်နဲ့က8လို့ပဲဖြစ်တယ်ဒီဗရိတ်9နဲ့5အဘိတ်နဲ့ကလည်းသူက8လို့ပဲဖြစ်တယ်နော်ဖြစ်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီနေရာမှာပြန်ကြကဏ္ဍကဒီ6ဘိတ်ဇောင်းကဏ္ဍပြန်ကြတာလားဒါဆိုရင်ခွန်ဘိတ်ရဲ့ဇောင်းကဏ္ဍပြန်ကြတာလားဒါဆိုရင်7ဘိတ်ဇောင်းကဏ္ဍပြန်ကြမှာလားကြမယ်ဆိုရင်ထည့်လိုက်နော်နင်းနေခွန်အဲ့ဒီလိုမျိုးတစ်ချက်တွေးလို့ရနောက်တစ်ချက်က ထိတ်တူထိတ်ဗရိင္းငါရဲ့မြင်းကုံကခန္ဓာပြန်ကြတာလားဒီမှာထိတ်တူထိတ်ဗရိင္းငါသူ့ရဲ့မြင်းကုံခန္ဓာပြန်ကြတာဒါဆိုရင်ဒီမှာကျွန်တော်တို့ထိတ်တူထိတ်ဗရိင္းငါလို့ရိုက်ထားတယ်သူ့ရဲ့မြင်းကုံဒီကနန်းပြန်ကြမှာလားဒီကနန်းလားအဲလားကိုဒီလားကိုပြီနော်တခါနောက်တစ်ချက်ဗရိင္းငါကနေတင်းနှစ်သုံးခွဲစင်းနဲ့အောက်ကကောင်ပြန်ကြတာလားဒါဆိုရင်ဒီမှာဗရိင္းငါတင်းနှစ်သုံးခွဲစင်းနဲ့အောက်ကကောင်ပြန်ကြတာလား ဒါဆိုရင်ဒီမှာဗရိတ်5ရှိတယ်1နှစ်3ဝက်စင်းနဲ့အောက်ကခဏ694ပြန်ကြမှာလားပြန်ကြမယ်ဆိုရင်694ကြာရတယ်698ကြာရတယ်1 2ခွန်ကြာရတယ်နော်ဒါဒီ site က3ခွက်အဲ့ဒီမှာနောက်တစ်ချက်ကျွန်တော်တို့ထပ်တွေးကြည့်10ဗရိတ်ခဏ9ဗရိတ်ခဏ10ဗရိတ်ခဏကြာမယ်ဆိုရင်ဒီခဏလားလားတွေအများကြီးရှိတယ်နော်ပြန်ကြအကုန်လုံးကြာလို့ရတယ်နော်အဲ့တော့ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့ မျိုးစုံပေါ့လေเนาะမျိုးစုံသူကယူလို့ရတဲ့အထဲမှာဒီ site ထဲမှာလည်းကဏ္ဍတစ်ခွက်ထဲပါတယ်เนาะဒီ site ထဲမှာကဏ္ဍတစ်ခွက်ထဲပါတယ်เนาะကျွန်တော်ဒီကဏ္ဍတော့မဟုတ်ပါဘူးဗျာအဲ့တော့ကျွန်တော်တို့ပြန်ကြကပြန်ကြမှကြိုက်တယ်ဆိုရင်ဒါသူကအကုန်ဖြစ်ခဲ့ပြီเนาะအဲ့ဒီမှာမင်းညကျွန်တော်ဦးပြောသလို ဒီနှစ်နောက်ပိတ်အောက်မှာပြန်ကြတယ်ရှေ့ပေါင်းနှစ်နဲ့လားဒီနှစ်နောက်ပိတ်အောက်မှာရှေ့ပေါင်းနှစ်နဲ့ကြတာလားနော်တခါဒီနှစ်နောက်ပိတ်ရဲ့အောက်မှာရှေ့ပေါင်းနှစ်နဲ့ကြတာလားလို့ဆိုရင်နှစ်ဒီနဲ့ကြမယ်ဆိုရင်အခုခုနကျွန်တော်တို့၈၄၉ဆိုတဲ့ဗဏ္ဍာမျိုးတွေပေါ့နော်ဒါဆိုရင်ဒီမှာရှေ့ပေါင်းနှစ်နဲ့ကြလို့ရတယ်အဲဒီကောင်နဲ့ကြတော့ရှေ့ပေါင်းမနစ်တော့ဘူးဒီကောင်ကြတော့ရှေ့ပေါင်းနှစ်ထဲထဲနှစ်လို့ရတယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သူလဲလိုက်လွှင့်လိုက်အောင်မယ်လေလိုင်းဆိုင်ရင်လေအဲ့ဒီပြန်ကြရီထဲမှာကျွန်တော်အကြိုက်ကစားမဲ့လိုင်းကခုန10နှစ်မြောက်ကနန်းလာပေါက်တယ်သူအောက်ပြန်ရကြတယ်ဒီလိုင်းကိုကျွန်တော်အကြိုက်ကစားမှာပဲနော်ဒီလိုင်းအကြိုက်ကစားမှာပဲဒါ10နှစ်မြောက်ကနန်းလာပေါက်နောက်တစ်ချက်ဒီလိုင်းကစားမယ်နော်ဒီလိုင်းကစားမယ်နော် အဲ့ဒီဗရိတ်ခွန်ကဏ္ဍပြန်ရတယ်သူဆောင်းမှာပြန်ကြတယ်ဗရိတ်ခွန်ကဏ္ဍပြန်ကြတယ်သူဆောင်းမှာပြန်ကြမယ်ဗရိတ်ခွန်ကဏ္ဍပြန်ကြတယ်သူဆောင်းမှာပြန်ကြကြမယ်နော်ကျွန်တော်အဲ့ဒီ line နဲ့ပဲကျွန်တော်ဆွဲရိုက်မိဒီ line ဟုတ်တုံးကိုတုံးချီတွေ့တော့တွေ့ခြင်းတယ်ဒါပေမဲ့အဲ့ကဏ္ဍကအဲ့၃ထိပ်ကိုငါးလုံးထောင်မှမလားဆိုတာကြီးဘယ်နာမှမထောင်တော့လဲအဲ့ကောင်ကနည်းနည်းနောက်ဆုတ်လိုက်မဲ့သဘောရှိတယ် အဲ့လိုမှမဟုတ်ရင်တော့အကိုလေးရှိတယ်ပါလေပြန်ကြရတာပဲเนาะအဲ့တော့ဒီကောင်နေရလည်းဒါပြန်ကြလိုင်းနေပဲပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့မြင်တယ်ဒီထိတ်သုံးလုံး6ဒီထိတ်သုံးလုံး6เนาะဒီထိတ်သုံးလုံး6တွေမြင်တယ်လေးလုံးထောင်ပါမလားกว่าဆိုပြီးအဲ့ဒါဇင်ငံဇင်ငံဖြစ်သွားတာထောင်သွားတာပဲဒီဘွဲကိုတခါ3ထိတ်နဲ့ကျွန်တော်ပြောဦးပါတယ်ပြန်ကြကြရင်3ထိတ်နဲ့ကြမယ်ဆိုပြီးဒီနေရာ3ထိတ်ကျွန်တော်ထည့်မရဲတော့ဘူး မတဲ့ရဲတော်ကြောက်သွားပြီအဲ့တော့ခွန်ခွန်ဆိုတဲ့ထိတ်ပေါ့နော်အခုကျွန်တော်ပြောသလိုဒီခွန်နှစ်နှစ်ဆိုတဲ့ကဏ္ဍမျိုးတွေနော်ကျွန်တော်ခွန်9ခွန်ဆိုတဲ့ကဏ္ဍမျိုးတွေခွန်ထိတ်နဲ့ကျွန်တော်ကဘာလို့ကစားခိုင်းတော့ဆိုတော့အဲ့ဒီခွန်ထိတ်ကကျွန်တော်ကကစားခြင်းလားကျွန်တော်ဒီနေရာမှာ၄၃ညခွန် ဒီလိုကြည့်ရင်လည်း၄၃ခွန်အထက်စီ၃လုံးသူကြားပြတ်စောင်းရိုက်ခဲ့တယ်နော်အဲ့ဒီ၄၃ခွန်နေရာကျွန်တော်အဲ့ဒီနှစ်ထဲမှာ၄ထိတ်၃ထိတ်ခွန်ထိတ်ကစားသွားနိုင်သလားနော်၄ထိတ်၃ထိတ်ခွန်ထိတ်ကိုကစားသွားနိုင်သလားဆိုတော့ကစားနိုင်နေတော့ဒါကြောင့်မို့ကျွန်တော်ကခွန်ထိတ်နဲ့ပြန်ကြားကိုကျွန်တော်စဉ်းစားမယ်လို့ပြောတာဘာလို့တော့ဆိုတော့ဒီရှေ့ရဟာတွေတော့ကျွန်တော်ပြောမနေတော့ဘူးရှေ့မှာ तू ကဖြစ်ခဲ့တာတွေအများကြီးရှိတယ် ဒီနားလေးတင်ကပ်ပြောเนาะခွန်ထိတ်၄ထိတ်၈ထိတ်ပေါ့ဗျာเนาะသူဒီခွန်၄၈ကိုလည်းဒီမှာခွန်၄၈လို့ထည့်သွားလို့လဲဒါရတာပဲเนาะအဲ့ဒီမှာသူကဒီ၄၅၅၅၆၅ငါထည့်စီ၃လုံးစောင်းတက်သွားတယ်။တစ်ခါ၃၄ငါထည့်စီ၃လုံးပြန်ထည့်တယ်။အဲ့ဒီ၃ထည့်ရဲ့ဘေးမှာကျွန်တော်တို့ကခုနကနှိဥ်မှတည်ခဲ့တဲ့ ဒီ၄ဒီ၃ညဒီခွန်၄၃ညခွန်ဆိုတဲ့ကောင်းလေ၃ထည့်ရပြီ၄ထည့်ရပြီ၅ထည့်ရပြီမှာဒါ၄၃ညခွန်ဆိုပြီးကျွန်တော်ဒီနေရာခွန်ထိပ်ပြန်ထည့်ခြင်းတယ်เนาะအဲ့ဒီခွန်ထိပ်လို့ထည့်ရင်လေဘွက်ကြတာက तू อ่ะခွန်ထိပ်လို့ထည့်ရင် तू อ่ะဒီနှလုံးခွန်ထိပ်လို့ထည့်တာ ਨੇ तू อ่ะဒီခွန်ခါဝင်ခိုင်းတာလားဒါဆိုရင်ဒီနှလုံး၄လို့ထည့်ရင်၄ခါဝင်တာလား ဒီနေရာမှာခွန်ထိုက်ထဲဒီနေ့လုံးနှစ်လို့ဖြစ်သွားနဲ့နော်ဒီနေရာမှာနှစ်ခါဝင်အဲ့ဒါကြောင့်မလို့ကျွန်တော်ကခွန်နှစ်နှစ်ဆိုတဲ့ကဏ္ဍကိုဒီလိုမျိုးတည်ပေးတာနော်ဒီခွန်ထိုက်ဝင်လိုက်တာနဲ့ဒီနေ့လုံးပေါင်းနှစ်ဒီခါဖြစ်ကမှာပဲအဲ့ဒီမှာနောက်ပေါင်း9တွေနောက်ပေါင်း9တွေနောက်ပေါင်း9နောက်ပေါင်း9ကိုတော့ကျွန်တော်မယူတော့ဘူး तू ကဒီအောက်မှာတကတ်9ထားပြီးသားမို့လို့နော်အဲ့ဒီ9ကိုတော့ကျွန်တော်မယူတော့ဘူးဒါမနေ့ကတွေ့တယ်နဲ့ကောက်ဆွဲလိုက်တာအမှန်တကယ်က ဒီနှလုံးခုံကိုခုံခါဒီနှလုံးခုံကိုအဲ့ဒီနှလုံးလေးကိုလေးခါဒီနှလုံးနှစ်ကိုနှစ်ခါနဲ့နှစ်ခုံရှိတွဲနဲ့တွဲမဲ့ကဏ္ဍကိုပြန်ကြကဏ္ဍမှာဆိုရင်ဒီကောင်မဲရှိတာနော်တကယ်လို့မှမဟုတ်ဘူးဒီနေရာမှာကျွန်တော်တွေးတယ်လို့မဟုတ်ဘူးဒီခွန်ထိတ်ခွန်ထိတ်လို့ပဲကြပြီးတော့နော်ကိုခါနှလုံးထောင်ပြီးပြန်ကြကြမယ်ဆိုရင်ဒီခွန်ကိုခွန်ဆိုတဲ့ကဏ္ဍဒါပဲရှိတယ် ဒါမျိုးတွေကအပြီးမပေးပါဘူးနော်ပေးရင်တစ်လုံးလောက်ပေးတာအဲ့တော့တစ်လုံးလောက်ပဲစဉ်းစားကြည့်ပေါ့ကျွန်တော်လည်းဒါတွေကတိတ်မကြောင်းဘူးဒီနေ့အနီးကလိုင်းအဲ့ဒီမှာတွေးကြည့်လိုက်နော်ကျွန်တော်တို့ဒီခွန်ခွန်လို့ထည့်တယ်ဒီနှလုံးခွန်ပြန်ရိုက်တယ်ဒီလေးလေးလို့ထည့်တယ်ဒီနှလုံးက၄ပြန်ရိုက်တယ်ဒါဆိုဒီရှစ်ဒီလိုမှာရှစ်လို့ထည့်ဒီနှလုံးက၈လို့ပြန်ရရင်ဒါဒီကဏ္ဍထွက်သွားမှာ83အတွဲထွက်သွားမှာ73အတွဲကိုပြန်ကြဆိုရင်388ဖြစ်သွားလို့မရဘူးလား ုတ်တယ်နော်အဲ့တော့မျိုးစုံရတယ်နော်ဒါပေမဲ့ကျွန်တော်ပြောပြရမယ်ဒီဆိုင်မျိုးတွေကအပြီးမပေးဘူးပေးရင်တစ်လုံးနော်တစ်ချမ်းဖဲ့မှာပဲအဲ့အဲ့ဒါလေးတဲ့သဘောပေါက်အဲ့ကျွန်တော်ပြန်ကြနေပတ်သက်လို့ဒီလောက်ပဲနောက်ညကြမှာနောက်ဟာတွေလေပြမယ်နော်ဒါပေမဲ့ organan ကတော့တကွတ်တော့ကျွန်တော်ပြန်ကြတဲ့ကထည့်အောင်မယ်ဘေကနန်းလဲတော့လာမမေးနဲ့နော်တည်ကျင်ဝယ်ဖတ်ဒါပဲပြောမယ် ပြီးကျင်ဝဲဖတ်ပြန်ရတဲ့အခါကနန်းတစ်ခွက်တော့ထောက်လိုက်အောင်မယ်ဒီဘွဲပြီးခဲ့တဲ့ဘွဲကလည်းပြန်ရတယ်တွေးပါတယ်စိတ်ကိုမဝင်စားလို့မကစားတော့ဘူးနော်ကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေနော်ပြန်ကြကြိုက်တဲ့ကနန်းရွေးထိုးပါကံကောင်းရင်ပေါ့ပါလိမ့်မယ်နော်ကဲနောက်ကြတဲ့အမျိုးတွေလည်းပြန်ကြည့်လိုက်နော် site ကောင်းနေပါကျွန်တော်ဒီညပြသွားတာ